စိတ်ထဲမှာညှော်မှန်းထားတာတွေအခုနိုင်ငံရေးပြောင်းလဲကကျွန်တော်တမီဘွားနဲ့ကျွန်တော်ဘွားကိုထိုင်းနိုင်ငံတောင်ပိုင်းမှာနိုင်ငံသားတွေကိုအဓိကဆွဲဆောင်နေတဲ့ကော့တောင်ကျွန်းခေါ်လေးကျွန်းမှာနေထိုင်တဲ့အသက်50နှစ်ရွယ်ရှိ ကိုသိန်းသန်းဆိုသူဖြစ်ပါတယ်။သူအားဆိုရင်ကော့တောင်ကျွန်းမှာနေထိုင်တာ18နှစ်ဝန်းကျင်ရှိပါပြီ။ ဒီရေခဲစက်မှာပေါ့နော်ရေခဲစက်မှာအလောက်လောက်နေပါတယ်ရေခဲစက်မှာဆိုလို့ကျွန်တော်တို့ဒီ order တွေပေါ့နော်ရေခဲမှာတဲ့သူတွေရေပုံးမှာတဲ့သူတွေကျွန်တော်တို့ဒီပို့ပေးတဲ့လောက်ရတာတွေလောက်ရတယ်ပြီးရင်7-11တွေမှာ order ကြတာတွေကျွန်တော်တို့ပို့ပေးရတယ်ပြီးရင်ဈာချိန်မှာဒီကျွန်တော်မြက်ဖြတ်တာတို့တစ်ပင်ဖြတ်တာတို့အဲ့ဒါတွေလောက်ရတယ်ပြီးဘင်္ဂလိုတွေမှာရေပိုက်တွေပြတ်တာအဲယာကွန်းတွေပြတ်တာအစုံပေါ့နော်ဒီအထွေထွေတွေကိုပြန်ပြင်ပေးရတာတွေအဲ့လိုမျိုးလောက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အားလက်ချိန်မှာတော့အဓိကအဓိကတော့ဒီကော်တောင်ကျွန်းမှာရှိတဲ့ KDMC အဖွဲ့နဲ့ပဲဖွဲ့ရဲ့လုပ်ငန်းစဉ်တွေကိုအတက်နိုင်ဆုံးလုပ်ပြပါတယ်။ဥပမာကျွန်တော်တို့ဒီဗီဒီယိုလေးတွေအက်တီလေးတွေတင်ပေးတာတို့အဲဒီကြားမှာတန့်စင်ရေးဒီလောက်တဲ့စီမှာအတူတူလက်တွဲပူးပေါင်းတာတို့တခြားလိုအပ်တဲ့နေရာတွေမှာတိုက်တွန်းနှိုးဆော်ပေးတာတို့ဘောနော်ဒီ KDMC လို့ပဲကျွန်တော်များအားတဲ့ချိန်မှာလုပ်ပြပါတယ်။ သူကမွန်ပြည်နယ်ပေါင်မြို့ကနေထိုင်းနိုင်ငံကိုအလုပ်လုပ်ဖို့ထွက်လာခဲ့ပြီးဘာသာစကားခက်ခဲတွေရဲ့အလုပ်ကန်ရှားပါးတာတွေရဲ့အကြောင်းစာဝတ်နေရေးအတွက်ရရလုပ်ဖြစ်တဲ့ diving လေလို့ကိုကိုလောက်လောက်လုပ်ကန်ခဲ့ရသူပါ diving လေမှာအစားလုပ်ခြင်းမှဆိုလို့ချင်းအဓိကတော့ထိုင်းစကားနားမလဲတဲ့အချက်ကအရန်ကိုအခက်ခဲရှိတယ်ပေါ့နော်ထိုင်းစကားနားမလဲတော့ကြောင့်မလို့သူသူခိုင်းလိုက်တဲ့ဟာလေးတွေကဘလို့ခိုင်းလိုက်လဲဆိုတော့ကိုကနားမလဲတဲ့ခါကျတော့အမြဲလို့လို့ရှဲခိုင်းရတာပေါ့နော် ဆဲခံရပြီမဲ့လဲစိတ်မကောင်းစိတ်တော့မကောင်းဘောစိတ်မကောင်းပြီမဲ့လဲကိုကတခြားဒီလုံးပြင်တခြားအလုံးမယူချက်စရာမှမရှိတာဆိုတော့ဒီလုံးကိုကျွန်တော်အဲကိုရဲ့အလုပ်ပုံစံမျိုးနဲ့ပေါ့နော်ခက်ခဲမှုတွေကိုကြော်လာပြီးတော့လုပ်ခဲ့တယ်ပြီးရင်ကျွန်တော်တို့ဒီတိုက်ပလီငုတ်သွားပြီးဆိုလို့ရှိရင်ပြန်လာခဲ့တဲ့လေအိုးတွေကိုကျွန်တော်ညာနှစ်နိုင်သုံးနိုင်လောက်အထိနှီးစင်လေအိုးတွေတွင်းရတယ်ပြီးရင်အဲ့ဒီအချိန်ခဏလေးအိပ်ပြီးသွားပြီးဆိုလို့ရှိရင်တော့မှအဲ့ဒီခဏလေးအိပ်ပြီးသွားပြီးဆိုရင် အဲမနက်9:00နာရီစရင်ပြန်ထပြီးတော့အရင်နေ့တက်အကုန်လုံးပေါ့နော်ဒိုက်ပစ်လေးထွက်မဲ့ဧည့်သည်တွေလာလို့ဆိုရင် we are with us ဝါးဝါးတွေကိုကုညီပေးနိုင်မှုဆိုပြီးကြိုတင်ပြင်ဆင်ရတာပေါ့နော်အဲ့ဒီခဏလေး2:00နာရီ3:00နာရီလောက်မှကျမအဲ့ရတဲ့ခဏလေးအဲ့တဲ့အချိန်မှာတော့မှတစ်ခါတည်းကြာရင်မိုးရွာတာတွေပေါ့နော်ရှိတယ်မိုးပတ်ပြီဆိုရင်လည်းကျွန်တော်အိမ်မက်နေရတော့မရှိဘူးပေါ့နော်ပြီးရင်လေဦးထိပ်ကနေရေတွေစီးကြလာပြီးတော့အဲ့ဒီမိုးရေထဲမှာပဲပြင်ပြားလေးတစ်ချက်ခင်းပြီးတော့အဲ့ဒီမှာပဲ အရာဓာတွေပြီးလို့ရှိရင်အိမ်သာခန်းထဲမှာဝင်ပြီးတော့ဗောနော်မိုးရွာတဲ့ခါမျိုးတွေအိမ်သာခန်းထဲဝင်ပြီးတော့ဆက်ဆောက်တွေထိုင်ပြီးအရာဓာတွေဗောနော်အဲ့ဒီလိုမျိုးအခက်ခဲတွေတော့အများကြီးရှိပါတယ်ကိုသိန်းနာအဲ့ဒီလုံမှာအဆင်မပြေတာကြောင့်သူစနီးအလုပ်လုပ်တဲ့နေရာတစ်ခုကိုပြောင်းပြီးသူ့ရဲ့စနီးနဲ့အတူတူလုပ်လုပ်ကြိုင်ခဲ့ပါတယ်နေစရာကလည်းအခက်ခဲရှိတာကြောင့်အတိတယောက်ကပေးတဲ့အခန်းတစ်ခန်းမှာသွားနေရပါတယ်ဘလောက်ကန်ဆိုးခြင်းလဲဆိုတော့အဲ့ဒီညနေပိုင်းလို့ပြောင်းပြီးတော့ညလိုမှာပဲ မိုးတွေအရန်ကြီးပြီးတော့အခန်းတွေပေါ်ရေတက်လာပြီးတော့ကျွန်တော်တို့ဒီရင်ဘတ်လောက်ထိအခန်းပေါ်မှာတော့မရေမြုပ်ပြီးတော့အဲ့လိုမျိုးကြုံရတယ်ပေါ့နော်ရေပဲဆင်ကူရမှာဘယ်လိုလုပ်ရမလဲမသိဘူးပြီးတော့ဒီညအမောင်မိဒီလည်းပြတ်တယ်ဆိုတော့ဘယ်ဘက်ကိုသွားလို့သွားရမလဲမသိကိုလည်းအဲ့ဒီနေရာကိုတစ်ခါမှမရောက်ဘူးရောက်ရောက်ချင်းညမှာပဲအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီချိန်မှာပဲညနှစ်နာရီခွဲလောက်မှာလူတန်နေကြာပြီးတော့ဟိုအဲ့ဒီဟိုလင်မြနှစ်ယောက်ပေါ့အမြန်လာငါတို့ကြိုးပစ်ချပေးမယ်ဆိုတော့အကြိုးတစ်ချောင်းပစ်ချပြီးတော့ လင်မယားနဲ့အောင်မိမအောင်ခေါင်းပိုးပို့ပြီးတော့ကျိုးကိုဆွဲပြီးတော့ရေကချင်းလိုက်တာနဲ့လူကအရက်မြုပ်တယ်ဆိုတော့အမျိုးသမီးကရေမကူတောက်ဆိုတော့အဲ့ဒါအမျိုးသမီးကိုကြောဖို့ကြောကုန်းပေါ်တင်ပြီးတော့အဲ့ကျိုးနဲ့ဆွဲပြီးတော့ကုန်းပေါ်ရောက်လာခဲ့တာပေါ့နော်အခုလိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ2020လောက်ကကော့တောင်ချုံမှာရေတွေရမ်းကြည့်တာကြောင့်အလုတ်ကင်မရတဲ့အတွက်ရတဲ့အလုတ်ဖြစ်တဲ့ပျံအလုတ်ကို လုတ်ကင်ခဲ့ရပြန်ပါတယ်အဲ့ဒီတုန်းကမနက်ပိုင်းဆိုသူ့ရဲ့ဇနီးအလုတ်လုတ်တဲ့နေရာကိုလိုက်ပို့ရပြီး အပြက်လမ်းမှာအခုလက်ရှိလုပ်ကိုင်နေတဲ့အလုပ်ရဖို့အကြောင်းဖန်လာပါတော့တယ်ကျွန်တော်အခုလက်ရှိလုပ်နေတဲ့ Cotton Garden Resort နေရာကိုဝန်ထဲကိုကျွန်တော်ကရောက်လာခဲ့တယ်ပေါ့နော်ရောက်လာခဲ့တဲ့စီမှာအဲ့ဒီသူတထေးနဲ့အတူတူအဲ့ဒီသူရဲ့အလုပ်သမားတွေကအဲတစ်ပင်တပင်ကလဲကျနေတဲ့စီမှာသူတို့ကပြန်ထောင်တော့ပေါ့အမိုးကြီးပြီးတော့လေတစ်ပင်လဲကျတာပြန်ထောင်တဲ့စီမှာကျွန်တော်လဲသူတို့နဲ့တယောက်မှလည်းမယင်နေဘူးတထေးကိုလည်းကျွန်တော်မသိဘူးအဲ့ဒီမှာလုပ်နေတဲ့အလုပ်သမားတွေလည်းတယောက်မှလည်းကျွန်တော်မယင်နေဘူးမသိဘူးသူ့ပေမဲ့လည်း အော်သူတို့တွေခက်ခဲနေတယ်ဗောနော်သူတို့လုံနေတာလူအင်အားနည်းတယ်ဆိုတော့ငါကိုယ်တိုင်ဝင်ဟိုဝင်ကူလိုက်မယ်လေဆိုပြီးတော့မှအဲ့ဒါကိုတကယ်ဝင်ဝင်ကူပေးတယ်ဗောနော်ဝင်ကူပေးပြီးတော့ຢາດမှာမိုးရီရရွာတဲ့ခါကျတော့မိုးရီရွာတဲ့စီမှာသူရဲ့လို့တထင်းနဲ့သူရဲ့လို့တမားတွေကတော့အဲအแทးဝင်ဖို့ပြောတယ်ဗောနော်ကျွန်တော်ကလည်းဒီတစ်ပင်ကထောင်တော့မယ်တက်လာတော့မယ်တူတူဆိုတော့ရှုရင်ဆိုပါစေလေဆိုပြီးတော့အဲ့ဒီကနေအဲထောင်တင်ပြီးတော့တစ်ပင်ကတက်လာတဲ့စီမှာအဲ့ဒီမှာတထေးကကျွန်တော်ဟိုသဘောကျသွားတယ်ဗောနော် ီတော့မင်းကားစီမှာအလုပ်လုပ်မလားဆိုပြီးတော့မေးရင်းနဲ့မှကျွန်တော်ကလည်းလှုပ်ချင်တော့မှကျွန်တော်မှအလုပ်မရှိဘူးဆိုမှအာမင်းကသဘောကျတယ်ပေါ့ဆိုပြီးတော့မင်းနောက်နေကြလို့ရှင်ငါးစီမှာအလုပ်လုပ်လို့ဆိုပြီးတော့အဲ့ဒီကနေစပြီးတော့အလုပ်ရခဲ့တာပေါ့အခုဆိုရင်အဲ့ဒီရေခဲဆက်မှာအလုပ်လုပ်ကင်တာ16နှစ်ဝန်းကျင်ရှိခဲ့ပါပြီကိုသိန်းသားဟာသူ့တတိယအလုပ်ကိုသူ့ရဲ့အလုပ်လို့သတ်မှတ်ပြီးသူ့ကိုယ်တိုင်ဆက်ပစ္စည်းတွေကိုပြင်ပေးပါတယ်သူ့ရဲ့တတိယပေါ်ထားတဲ့စေတနာကြောင့်သူအခုဆိုတတိယနဲ့ မိသားစုဝင်လို့တောင်ဖြစ်လာခဲ့ပါတယ်။အမကျွန်တော်ဒီမှာလွတ်လွတ်နေနေနောက်ပိုင်းတထီနေဆိုလို့ဆိုရင်မိသားစုတစ်ဖွဲ့ဖြစ်လာပြီတော့ဗောနော်။ကျွန်တော်တို့တယောက်နဲ့တယောက်ဟိုဒီကိုတထီရဲ့အလုပ်ကိုရဲ့အလုပ်ဆိုတဲ့စိတ်မျိုးနဲ့ဗောနော်။ပြီးရင်တထီရဲ့ကုံကြမယ်ဆိုတဲ့စိတ်မျိုးဆိုကိုကုံကြတယ်လို့မျိုးခံစားရင်းနဲ့မှကျွန်တော်မိသားစုစိတ်လေးတွေကိုဖြစ်လာပြီတော့မိသားစုအတိုင်းမျိုးလိုမျိုးဖြစ်လာတာဗောနော်။အခုအားလည်းချင်းအားလည်းတဲ့ချင်းဒီမှာကျွန်တော် KDMC အလုပ်တွေ Pride အလုပ်တွေအဲ ဟိုဘောနော်အမိုက်တန့်စင်ရေးလောက်တာတို့ကအစပြီးရင်ဒီကရမီရဖားတွေအခုညတောင်းရင်တွားရလောက်တာကအဆုံးပေါ့နော်အဲတတိယတော့တိတယ်တတိတိတယ်ဆိုပေမဲ့လည်းကျွန်တော်တို့မိသားစုလိုဖြစ်တဲ့ခါကျတော့ तू ကဒီအလုပ်တွေကို तू ခွင့်ပြုပေးတယ်ကျွန်တော်ကိုအားလက်ချက်တွေအများကြီးပေးတယ်အဲအပြင်မှာပရိုက်တာတွေအကောင်လုံးလုံးနိုင်အောင်ပေါ့နော်ကျွန်တော်ပရိုက်တာတွေလည်းကိုကလွတ်လပ်လောက်ဝင်ရတယ်ပေါ့နော်တတိယလည်း ဓာတ်တွေကိုတိတယ်ကြည်ပြူတယ်ခွင့်လွတ်ပေးတယ်အဲသူအလုပ်ပေါ်တဲ့အခါကျားလို့ရှင်တော့သူ့ကိုဖုန်းလေးဆက်လာပြီးတော့ကျွန်တော်အလုပ်တွေခေါ်ခိုင်းရတယ်ပေါ့နော်အဲ့ခါကျရင်လည်းကျွန်တော်သွားပြီးလုပ်ပေးတယ်ဒီလိုနဲ့အဆင်ပြေလာတယ်ပေါ့နော်သူကအခုဆိုရင်ရွရွရေးရောကျွန်းတန်ရှင်ရေးရောမြမရွှေပြောင်းလူသမားတွေအတွက်အတက်နိုင်တဲ့ဘက်ကအကူညီနေသူဖြစ်ပြီးအလုပ်မှလည်းအဆင်ပြေပြေအလုပ်လုပ်နိုင်နေပါပြီသူ့ရဲ့အနာဂတ်မျှော်လင့်ချက်ကတော့မြန်မာနိုင်ငံအခြေအနေပြန်ကောင်းလို့ပြန်ပြည့်ရင် Pride တလုပ်ငန်းတွေလုပ်ရင်း မြန်မာနိုင်ငံမှာစနစ်တကျမရှိသေးတဲ့အမိုက်စွန့်ပြည်ကိစ္စတွေကိုတိကျဆောင်ရွက်ဖို့အစီအစဉ်ရှိသူလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းသူ့ရဲ့တဦးဒီသောတမီလေးရှိပြီးမြန်မာနိုင်ငံရဲ့အခြေအနေကသူ့အိမ်မက်မက်ခဲ့တဲ့သူ့တမီအနာဂတ်ဘဝအတွက်ပျက်စီးခဲ့ရပြန်ပါတယ်။ဟောအနာဂတ်မှာတမီအတွက်အများကြီးမျှော်လင့်ထားတာပေါ့။ကျွန်တော်တို့အရင်တည်းကနှစ်နှစ်ကကာနဲ့ကိုမျှော်လင့်ထားတာကတော့ကျွန်တော်တမီလေးကဟိုငယ်စဉ်ဘဝတည်းကနေဒီ ်အတန်းကြီးတဲ့ထိပေါ့နော်နှစ်တိုင်အရှင်းတစ်အရှင်းတစ်ဆိုတာရတယ်အရှင်းတစ်ရတယ်နောက်ပြီးနောက်မှအမိဒီပေါ့နော်နိုင်ငံရေးခေတ်တခါပညာရေးအပြောင်းလဲဝါတဲ့စီမှာ A အရှင်း B အရှင်းဆိုပြီးတတ်မှတ်ထားတာတွေရှိတယ်ပေါ့နောက်တော့ A အရှင်းမှာရတယ်အုပ်စု A အရှင်းအုပ်စုမှာဆိုလို့ရှိရင်9ယောက်ရတယ်ဆိုကြပါစို့အဲ့ဒီ9ယောက်ထဲမှာမှ तू ကတော့ဖြစ်နေတာပေါ့နော်အဲ့တော့ तू အရန်ညံကောင်းတဲ့ကလေးကိုအရွယ်ရောက်လာရင်ငါတို့ပြုစုရမယ်သူဝါဒနာပါတာလေးကိုငါတို့ပြုစုပေးမယ်အဲ့အတွက်ငါတို့မှာ ငွေတွေပေါ့နော်စားရမှာပေါ့ပြီးတော့စီးတလောက်ဟာနဲ့ငါတို့ရင်းနေပြီးတော့ဒီတမိလေးဘုရားကိုအမြင့်တနေရာရောက်သွားရအောင် ရောက်သွားနိုင်အောင်တွန်းတင်ပေးမယ်ပန့်ပိုးပေးမယ်ဆိုတော့စိတ်ရည်ရွယ်ထားခဲ့တာပေါ့နော်ဒီလိုရည်ရွယ်ထားခဲ့တာလည်းနောက်ပိတ်ဆုံးကလေးတော်မှာနောက်ထပ်ပေါ့နော်သားသမီးတော်မှာထပ်မอยู่ပဲနဲ့သူတယောက်နှစ်ယောက်ဖြစ်လို့ရှိရင်နှစ်ယောက်လုံးကိုမပန့်ပိုးနိုင်မှာစိုးတာနဲ့ဆိုပြီးတော့စိတ်ရည်ရွယ်ချက်လေးနဲ့ဒီကကလေးကလည်းညံအရန်ကောင်းနေဆိုတော့သူ့ကိုပန့်ပိုးပေးခြင်းတာတခုလည်းနဲ့ကျွန်တော်နောက်ထပ်သားသမီးတော်မှာမอยู่ဘူးပေါ့နော်အများကြီးမျှော်လင့်ထားတယ် အခုလိုမျိုးနိုင်ငံရေးခရီးပြောင်းလဲသွားတဲ့အချိန်မှာအဲတမီလေးတွေကျွန်တော်တမီဘွားကိုကျွန်တော်အရန်စိတ်မကောင်းဖြစ်မိတယ်ပညာတပိုင်းတစားနဲ့ great damn ပေါ့နော်သူတင်တယ်ပညာတပိုင်းတစားနဲ့ကျွန်တော်ဒီခေါ်လာခဲ့ရတယ်အမှန်တကယ်ကျွန်တော်ညှော်လင့်တတ်တာအများကြီးပေါ့နော်ကလေးကလည်းညံကောင်းတယ်ဆိုတော့သူအရွယ်ရောက်လာရင်သူတခုခုထူးချင်တဲ့အလုပ်တခုခုလုပ်လိုက်မှာပဲဆိုပြီးတော့စိတ်ထဲမှာညှော်မှန်းတတ်တာတွေအခုနိုင်ငံရေးပြောင်းလဲကကျွန်တော်တမီဘွားနဲ့ကျွန်တော်ဘွားကို အခုကြတော့လဲအဲ့ဒီဖြစ်ကျင်တဲ့အရာတွေအခုလုံးစွန့်လို့ရတယ်ပေါ့နော်သူ့ရဲ့အချစ်ရဆုံးသမီးလေးအတွက်တင့်တော်ရအလုပ်ကိုရှာပေးပြီးသူသမီးဖြစ်ကျင်တဲ့အရာဆိုသူ့ဘဝကြီးပေးရရင်တော့မှအကုန်လုံးစွန့်လို့နေတာခံဖို့အသင့်ဖြစ်နေသူပါသူ့ကိုမဒီမာသူညညာတင်ခွင့်မရတဲ့အနေထားမှာတော့ကျွန်တော်ဒီမှာသူ့ဘာလုပ်ပြီးနိုင်လဲပေါ့ဘာလုပ်ပြီးနိုင်ဘယ်လိုလုပ်ပြီးနိုင်ဥပမာဆိုရင် English speaking တွေကိုအာလာစင်တွေတွေပေါ့နော် တက်တယ်တော့ time speaking နဲ့အတင်ပေးတယ်သူတနေရတနေရမှာအလုံးကောင်းကောင်းရနိုင်တဲ့အနေထားတစ်ခုဖြစ်အောင်ပေါ့နော်အဲ speaking နဲ့ time speaking english speaking နဲ့ပြီးလို့စင်ကြောကွန်ပျူတာသင်တန်းတွေကအစပေါ့အဲ့ဒါတွေအကုန်လုံးတင်ပေးပြီးတော့မှသူဒီမှာဘာဝါဒနာပါလဲသူဝါဒနာပါတဲ့အလုပ်တစ်ခုကိုကျွန်တော်တို့ငွေကုန်ရင်ကုန်ပါစေအဲသူ့ကိုပံ့ပိုးပေးမှာပေါ့နော်အဲ့လိုမျိုးစိတ်ကူမျှော်လင့်ထားတယ်ကိုသိန်းသိန်းရဲ့နာဂတ်မျှော်လင့်ချက်ကသူ့ရဲ့သမီးလေးဘဝမြမကြီးအတွက်ဖြစ်ပြီး သူ့ရဲ့မျိုးဆက်လေးအတွက်ပညာမွေလေးပေးထားခဲ့ချင်တာပါ။